တရားပဲစီကနရီထန်သတင်းဌာနရဲ့ဇွန်လ18ရက်ပုဒ်တော်ဟူနေ့ညနေခင်းရုပ်သံသတင်းတွေကိုပြန်လည်တင်ဆက်ပေးပါရောင်းမယ်။ဒီကနေ့မှာတော့မိုးပြေပြည်သူကာကွယ်ရေးတပ်တထောက်တက်ရေးလင်းနိပြည့်အခမ်းအနားကို အချင်းချုပ်ပြုလုပ်ခဲ့တဲ့အကြောင်း150နှစ်မြောက်ဂရင်းနီအမျိုးသားနဲ့အထိမ်းအမှတ်အခမ်းအနားကိုစင်ကာပူမှာကျင်းပခဲ့တဲ့တဲ့င်းမြင်းထီတောင်မှာဆဲ့ရန်လျာအုံပြုပြီးတတုတူးဖို့မှုကိုပရာဒေါင်းဆွေမျိုးစုတွေပိတ်ပိတ်လိုက်တဲ့ဖြစ်စဉ်နဲ့ ဒီမော့ဆိုနောက်ဖက်ချန်ကဆက်ရှောင်းစခန်းတစ်ခုမှာစာတင်ကျောင်းဆောင်တဲ့ကျောင်းသုံးပစ္စည်းတွေအရေးပေါ်လိုအပ်နေတဲ့အခြေအနေတွေကိုကြည့်ရှုနားဆင်ရပါမယ်ရှင်။မိုးပြေပြည်သူကာကွယ်ရေးတပ်တထောက်တိတက်ရေးတီထောင်ခြင်းလင်းနည်းပြည့်ခန္ဓာကိုနေ့ကဇွန်လ18ရက်နေ့ဂရီနီပြည်တွင်းတနင်္လာမှာအချင်းချုပ်ကျင်းပပြုလုပ်ခဲ့ပါတယ်။မိုးပြေပြည်သူကာကွယ်ရေးတပ်တထောက်တိတက်ရေးတီထောင်လာတဲ့လေးနှစ်တာကာလတွင်ရဲဘော်42ဦးကြာဆုံးခဲ့ပြီးကိုလှဲ့အင်ကာ ဆုံးရှုံးခဲ့တဲ့ရဲဘော်တွေလည်းရှိနေပါတယ်။ က်ရှိမိုးပြင်းမြို့မှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့လက်ရှိအချိန်ထိတိုက်ပွဲဖြစ်ပွားနေသေးပါမိုးပြဲဟာရှမ်းဂရီနီနယ်ဆက်မှာအရေးပါတဲ့နေရာတစ်ခုဖြစ်တာကြောင့်မိုးပြဲကို ပါဝင်ကူညီချဖို့တောင်းဆိုချင်တယ်လို့မိုးပြဲပြည်သူ့ကာကွယ်ရေးတပ်ကပြောပါတယ်တိုက်ပွဲအခြေအနေမြင်တိုက်တဲ့အတွက်အခမ်းအနားကို အချင်းချုပ်တာပြုလုပ်နိုင်ခဲ့ပြီးတဲရောက်အားပေးခဲ့ကြတဲ့မဟာမိတ်အဖွဲ့အားလုံးကိုလည်းကျေးဇူးတင်တယ်လို့ မွန်ပြည်ပြည်သူ့ကာကွယ်ရေးတပ်တထောက်တစ်တပ်ရင်းကပြောပါရရှင်။စင်ကာပူနိုင်ငံရောက်ဂရင်းလီလူငယ်တွေဖြစ်တဲ့ Greenie Youth Association အဖွဲ့ကနေဦးဆောင်ပြီးပြီးခဲ့တဲ့15ရက်နေ့မှာ150နှစ်မြောက် Greenie အမျိုးသားနေ့အခမ်းအနားကိုစင်ကာပူနိုင်ငံမှာကျင်းပပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအခမ်းအနားမှာ Greenie တမိုင်းအကြောင်းပြောပြတာအဆိုအကနဲ့ fashion show စတဲ့အစီအစဉ်တွေကိုလည်းပြုလုပ်ခဲ့ကြပါတယ်။အရင်နှစ်တွေထက်ပိုမိုစီကားပြီး လူအင်အား900ကျော်တက်ရောက်ပါဝင်ခဲ့ကြတာပါဒါတွေအပြင် Green New Special လူထုတွေကိုကူညီပေးပို့နိုင်ဖို့အတွက်မြမလက်ရွေးစီအားကစားတမဟောင်းကိုကောင်းဆက်နိုင်ရဲ့ Jersey T-shirt လေလံရောင်းချတဲ့အစီအစဉ်တရလည်းပြုလုပ်ခဲ့ပါတယ်ကိုကောင်းဆက်နိုင်ရဲ့ Jersey လေလံတရောင်းချတဲ့အစီအစဉ်ကို10ရက်ကြာကြာပြုလုပ်ခဲ့ပြီးနောက်ဆုံးရက်မှာအမေရိကဒေါ်လာ1400ရရှိခဲ့ပါတယ်အဲ့ဒီရရှိလာတဲ့ရန်ပုံငွေတွေကို ဂရီနီဘီချန်းကာလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ပြောင်းလဲထူထောင်ရေးဌာနကိုဒိုက်ရိုက်ဆက်တွယ်ပြီးပါဝင်လူသားသွားမှာဖြစ်တယ်လို့သိရပါတယ်။ကိုကောင်းဆန်နိုင်ဟာပြီးခဲ့တဲ့2015စင်ကာပူနိုင်ငံမှာကျင်းပခဲ့တဲ့စီကိန်းပြိုင်ပွဲမှာဇော်နဘတ်ကိုကိုဝတ်စီကစားခဲ့ပြီးအကောင်းဆုံးခြေစွမ်းကိုပြသနိုင်ခဲ့တဲ့ဘောလုံးအားကစားသမားဖြစ်ပါတယ်။ဖေခုံမြို့နယ်တိကျိတ်ကျေးရွာနေမှာရှိတဲ့မြင်းမထစ်တာတတုသွင်းမှာ ဆက်ရန်တရားအသုံးပြုပြီးလုပ်ငန်းဆောင်ရွက်တာတွေကိုခွင့်ပြုတော့မှာမဟုတ်ဘူးလို့ပရာဒေါင်းဆွေမျိုးစုတွေကပြောပါတယ်။အဲ့ဒီသဘောတူညီချက်ကိုပရာဒေါင်းဆွေမျိုးစုကော်မတီဆွေမျိုးစုလူငယ်ကော်မတီနဲ့ကျေးရွာအုပ်ချုပ်ရေးကော်မတီကိုယ်စားလှယ်စုစုပေါင်းလူဦးရေ60ကျော်ပါဝင်တက်ရောက်ခဲ့တဲ့ဇွန်လ16ရက်နေ့တွေ့ဆုံဆွေးနွေးမှုပြီးမှသဘောတူညီချက်ရခဲ့ကြတာဖြစ်ပါတယ်။လက်ရှိမြင်းမထီတောင်မှာလေးပွကျဲကုမ္ပဏီနဲ့ဒေတာခန်တွေရဲ့လောက်ွက်ပေါင်း10ခုထက်မနည်းရှိနေပြီး ဆက်ရန်တရားအသုံးပြုတူးဖော်တာတွေလည်းရှိနေတာပါဆက်ရန်တရားအသုံးပြုမှုပိတ်ပေတဲ့အခါမှာလည်းမြင့်မထစ်တက်တူတွေရဲ့လက်ရှိလုပ်ငန်းရှင်တွေရဲ့သဘောထားပါဝင်တာမျိုးမရှိပါဘူးမြင့်မထစ်တောင်မှအကြီးစားတက်တူတူးဖော်မှုအတွက် လေးဖွဲ့ကျဲကုမ္ပဏီနဲ့၅နှစ်စာချုပ်ချုပ်ဆိုထားတဲ့တရုတ်မစ္စတာဝမ်ကုမ္ပဏီရဲ့လုပ်ငန်းသုံးဆက်ရန်တရားပို့ဆောင်မှုတွေကိုတော့လက်ရှိချိန်ထိရပ်တန့်နေစေဖြစ်တယ်လို့သိရပါရဲ့ရှင် မောစုံနောက်ဖက်ချံကဆစ်ရှောင်းစခန်းတနေရာမှာစာတင်ចောင်းဆောင်နဲ့ចောင်းသုံးပစ္စည်းတွေအရေးပေါ်လိုအပ်နေပါတယ်။စာတင်ចောင်းဆောင်မလုံလောက်တဲ့အတွက်ចောင်းသားတွေကိုအလက်ကျစနစ်နဲ့စာတင်ပေးနေရတယ်လို့အဲ့ဒီဆစ်ရှောင်းစခန်းရဲ့ចောင်းတာဝန်ခံတူကကန်နော့ရီထိုင်းကိုပြောပါတယ်။စာတင်ចောင်းဆောင်တဆောင်သားရှိပြီးအခန်းခွဲဖို့ဘေးအကာတွေလည်းဆောင်ရွက်ထားတာမျိုးမရှိသေးပါဘူး။အဲ့ဒီចောင်းဆောင်နဲ့ចောင်းသုံးပစ္စည်းလိုအပ်ချက်တွေကိုတော့ Greenie Bee ဂျာကာလအုတ်ချုပ်ရေးကောင်စီ IEC နဲ့ဆက်ဆောင်ကူညီဆောင်ရွက်ရေးအဖွဲ့တွေစီကနေအကူအညီတောင်းခံတင်ပြထားတာတွေရှိပေမဲ့လက်ရှိအချိန်ထိမရရှိသေးဘူးလို့သိရပါတယ်။စာတင်ကြောင်းဆောင်ဆောက်ဖို့မြင်နေရကအစလမ်းသွားလမ်းလာရေးအဆုံးခက်ခဲနေတာပါ။ကြောင်းဆောင်အတွက်အကူအညီရရှိမှသာဆက်ဆောင်ကလေးတွေတနည်းကောစာတင်ခွင့်ရရှိမှဖြစ်တယ်လို့တခြားကြောင်းသုံးပစ္စည်းနဲ့အင်တာဆောက်လုပ်ဖို့အတွက်လည်းလိုအပ်နေပါသေးတယ်။အဲ့ဒီဆက်ဆောင်စခန်းမှာ grade 1ကနေ grade 9အထိဖွင့်လှစ်ထားတာဖြစ်ပြီးကျောင်းသားကျောင်းသူတရားဝန်ကျင်ကိုဆရာဆရာမ12ဦးကသင်ကြားပေးနေတာဖြစ်ပါတယ်။ကန်နော်ရီထိုင်းသတင်းဌာနရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ grade 2ပြည်သူပြည်သားအားလုံးအကျက်တဲ့ဘွားကနေအမြန်ဆုံးလူမြောက်ကြပါစေရှင်ကျမမော်လေးညပါ။